တရုတ်နိုင်ငံမီးလောင်မှုနဲ့ပေါက်ကွဲမှုများတင်မောကိုစီမီးလောင်ပြကြနိုဝင်ဘာလ29ရက်နေ့ညဘက်မှာဂွမ်ရှိခရိုင်ဘေဟိုင်းမြို့ကချောင်းနေဆက်ကုံသွေးစိတ်ခံတရာမှာငါးဖမ်းလေတစ်စီမီးလောင်ခဲ့ပါတယ် အဲ့ဒီမိကအနီးနားကလှေရှစ်စီးကိုလည်းကူးဆက်ခဲ့ပါတယ်။အားလုံးဟာမိလောင်သွားခဲ့တာပါ။အခြေအနေကလည်းအယံအောင်ဆိုးသွားခဲ့ပါတယ်။ online မှာတင်ထားတဲ့ဗီဒီယိုတွေမှာပြင်းထန်တဲ့မိတော့တွေနဲ့မိုးပေါ်မှာမှောင်မဲနေတဲ့မိကိုလုံးကြီးတွေကိုဖျက်တာခဲ့ပါရီမိရဲ့အနီအောင်အလင်းကညကိုဖုံးလွှမ်းသွားခဲ့ပါရီတချို့လူတွေကအဲ့ဒီနေရာမှာမိငိမ့်တက်ဖို့ကြိုးစားခဲ့ပါရီလူအများပြားကသူတို့ရဲ့စိုးရိမ်မှုတွေကို social media မှာဝေမျှခဲ့တာပါတအူးကတော့အိပ်ရာမဝင်ခင်ဘေးဟိုင်းစိတ်ခံတရားမှာမိလောင်တာမြင်ခဲ့ရတယ်လို့ပြောပါရီ သူတို့အရန်ကိုစိတ်ပူပြီးကြောက်ရွံ့ခံစားရတဲ့အကြောင်းလည်းပြောပါရစေ။နောက်ပိုင်းမှာငါးဖန်းလေးအများပြားမီးလောင်ခဲ့ရတာကိုသိခဲ့ရပါရစေ။ဖြက်စီဆုံးရှုံးမှုတွေကလည်းကြီးမားခဲ့ပါရစေ။နောက်တစ်ဦးကတော့ဆိုရှယ်မီဒီယာဖွင့်လိုက်တဲ့အခါမီးလောင်မှုဗီဒီယိုအများပြားကိုမြင်ခဲ့ရတဲ့အကြောင်းလည်းပြောပါရစေ။သူတို့ကမနှက်ဖက်ဟာအမြဲတမ်းမရှိရဘူး။အဲဒီညလည်းလူအများပြားအိတ်လို့မရခဲ့ကြဘူးလို့ပြောပါရစေ။မြေမြေတသေးရဲ့အဆိုအရမီးလောင်မှုဟာ28ရက်နေ့ည9:00မိနစ်40လောက်ပါစတင်ခဲ့တယ်လို့ဆိုပါရီး။ ။ဂန်ကောင်းတာကအဲ့ဒီအချိန်လှေတွေပေါ်မှာဘယ်သူမှမရှိခဲ့တာပါ။မီးငိမ့်တက်ပြီးတဲ့နောက်လှေတွေဟာမီးလောင်ကျွမ်းသွားတဲ့အယိုးစုတွေပဲကြံရိုက်ခဲ့ပါရည်။မြင်းမြင့်တက်တဲ့တူကလှေတွေပေါ်ကဒီဇယ်စီနဲ့တခြားမီးလောင်လွယ်တဲ့ပစ္စည်းတွေကြောင့်မီးအရှိန်ဟာပိုဆိုးသွားတယ်လို့ဆိုပါရည်။မီးကိုတွေကိုကီလိုမီတာအတော်ကြာကနေမြင်နေခဲ့ရပါရည်။စိတ်ခံတရားကငါးဖန်သမားတွေလည်းထွက်ပြေးခဲ့ရပြီးဒီနေရာအလုံးရှုပ်ထွေးပလော့ရိုက်သွားခဲ့ပါရည်။မြင်းမြင့်တက်တဲ့ကလည်းမီးတက်လှေဟာပျက်စီးနေခဲ့တဲ့အကြောင်းလေးပြောပါရည်။မီးလောင်နေတဲ့လှေတွေစီမရောက်နိုင်ခဲ့ပါဘူး။ ဒီလုပ်ငန်းစီမံခန့်ခွဲရေးကိစ္စရေးအဖွဲ့ရောက်လာတဲ့အခါမှာတော့အရန်ကိုနောက်ကျခဲ့ပါပြီ။သူတို့ကလှေတွေမီးလောင်နေတာကိုကြီးခဲ့ရတယ်လို့လည်းပြောပါရယ်။ပျက်စီးဆုံးရှုံးမှုကတန်းချီရှိမယ်လို့သူတို့ယုံကြည်ကြပါရယ်။ဒေသခံတဦးကတော့မီးလောင်နေစဉ်အတွင်ပောက်ကွဲတံတွေကြားခဲ့ရတယ်လို့ပြောပါရယ်။အဲ့ဒီပောက်ကွဲတံတွေဟာဒဏ်ငွေတိုင်တွေကနေလာတာလား။တခြားတစ်ခုကနေလာတာလားဆိုတာသူတို့မသိခဲ့ပါဘူး။မီးကလည်း3နိုင်4နိုင်လောက်အထိလောင်ကျွမ်းခဲ့ပါတယ်။တကောင်ကျော်လောက်အထိလောင်နေတော့မှတစ်ချိန်တည်းမှာပဲတခြားငါးဖန်သမားတွေကသူတို့ရဲ့ငါးတွေကိုကဲတင်းဖို့ကြိုးစားခဲ့ပါတယ်။ အဲ့ဒီနေရာကိုပိတ်ထားလိုက်ပြီးငါးတွေပုတ်သွားမှအတို့တို့ကြောက်ခဲ့ပါတယ်။ဘေးဟိုင်းမြို့ရင်ဟိုင်းခရိုင်အစိုးရကနိုဝင်ဘာလ28ရက်နေ့မှာမိကိုနနက်တနားမိနစ်20မှာနှိမ့်သက်နှိုင်းခဲ့တယ်လို့လည်းတင်ပြပို့ခဲ့ပါတယ်။တေဆုံးတန်ရာရသူမရှိဘူးလို့လည်းပြောပါရီးမီးလောင်ရတဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးနေစေပါဆုံးရှုံးမှုတွေကိုလည်းစစ်ဆေးနေစေပါဒါပေမဲ့တချို့အင်တာနက်သုံးဆွဲသူတွေကတော့ဒီအချက်တွေကိုမီးခွန်းထုတ်ခဲ့ကြပါရီး မီလာမှုဗီဒီယိုအများပြားကိုမြင်မြန်ဖျက်ပစ်ခဲ့တဲ့အတွက်အာနာပါတွေကတေဆုံးဒဏ်ရာရသူတွေကိုဖုံးကွယ်ထားတာလားလို့မေးုံထုတ်ခဲ့ကြပါတယ်။ဘေးရန်တွေအများပြားတော့အာနာပါတွေကတခါတည်းရန်အရန်တိတ်တိတ်ဆိတ်ပဲတရေပူကြပါတယ်။ဖြစ်နိုင်အသေးစိတ်အစင်းခံတာကိုရှောင်ကြဉ်ကြပါတယ်။နေ့တွေကြာလာတဲ့အမြတရုတ်အစိုးရဟာအဓိကမတော်စားမှုတွေမှာတေဆုံးသူအရေးအတွက်ကိုတခါတည်းရန်ရှော့ချတာဒါမှမဟုတ်ပြောင်းလဲတာမျိုးတွေလုပ်တယ်ဆိုတာလူတွေသိထားခဲ့ကြပါပြီ။နိုဝင်ဘာလ26ရက်နေ့ညနေ9:00လောက်မှာဘော့ကျိုးမြို့မှာလည်းကြီးမားတဲ့ပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ီပါကွဲမှုရဲ့အတန်ကလည်းအရန်ကိုကျဲလောင်ခဲ့ပါရီအိမ်များစွာကပရင်ပေါက်တွေနဲ့မှန်နေကွဲကြီကုန်ပါရီတကားတွေကွေးညွန့်သွားခဲ့တယ်မျက်နှာချက်တွေလည်းပြုတ်ကျခဲ့ပါရီအနီးနာကမူလာတန်းเจ้าရဲ့နေရန်တစ်ခုပြိုကျခဲ့ပါရီကျောင်းဝန်အတွင်းကအဆောက်အုံတွေဆူဆူဝါးဝါးဖျက်ဆီးခဲ့ပါရီလမ်းမမရထားတဲ့ကားတွေလည်းဖျက်ဆီးခဲ့ရပါရီဗီဒီယိုတွေမှာပေါက်ကွဲမှုအများပြားဖြစ်ပြီးတဲ့နောက်မှုပွင့်ပုံစံတိမ်တိုက်တွေလည်းထိုးတက်နေတာကိုပြသခဲ့ပါရီတခြားဗီဒီယိုတွေမှာမြေပြင်ပေါ်မှာတံမလီเจ้าတွေပေါ်နေတာပြိုကျနေတဲ့နေရန်တွေနဲ့ကွဲအပ်နေတဲ့အုပ်ပုံတွေကိုပြသခဲ့ပါရီ 2ကီလိုမီတာလောက်အကွာကစောင့်ကြည့်ကင်မရာမှတ်တမ်းမှာလဲကျေလောင်တဲ့အတန်အုံမှတ်တမ်းတင်ထားတာပါအဲဒီကပရင်ပေါက်တွေလဲကွဲကြေကုန်ပါတယ်လူတွေကပြင်းထန်တဲ့တုန်ခါမှုတွေကိုခံစားရပါတယ်ဒေတာခန့်တကူကတော့ဒီပေါက်ကွဲမှုဟာအစိုးရကမီရှူမီပန်းနဲ့မီပန်းတွေစီမံခန့်ခွဲပုံမှားယူမှုကြောင့်ဖြစ်တယ်လို့ပြောပါတယ်ဒါနဲ့ပတ်သက်တဲ့ဗီဒီယိုတွေဟာအွန်လိုင်းမှာတရရနီးပါးရှိနေကြတာပါ။တရုတ်မီဒီယာတွေကနောက်တနေ့လေလောက်မှမှသတင်းပေးပို့ခဲ့ပါတယ်။နိုဝင်ဘာလ28ရက်နေ့ခရိုင်အရေးပေါ်စီမံခန့်ခွဲမှုဘူရိုကလည်းထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ သူတို့ကနိုဝင်ဘာလ23ရက်နေ့ကြောက်မြို့နယ်မှာ BND ရဲ့ကင်းရှင်းစစ်ဆေးမှုတွေလုပ်နေစဉ်တရားမဝင်မီးရှူမီးပန်းစစ်ရုံတစ်ခုကိုတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။နိုဝင်ဘာလ26ရက်နေ့မှာဘယူရိုကမီးရှူမီးပန်းတွေကို BND ရဲ့ကင်းစွာဖျက်ဆီးဖို့ပြင်ပကုမ္ပဏီတစ်ခုကိုငားရမ်းခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်ကျဲလောင်တဲ့အတံမီကိုနဲ့တုံခါမှုလှိုင်းနေဖြစ်ပေါ်ပြီးအနီးနားကပရင်းမောင်းနဲ့တချို့ပစ္စည်းတချို့ပျက်စီးစေခဲ့တယ်လို့ဆိုပါရီ နောက်ပြီးလူလေးဦးကလည်းအနှဲငယ်ပုံပဲ့ဒဏ်ရာလေးတွေရရှိခဲ့တယ်လို့ဆိုပါရယ်။ဒါပေမဲ့တချို့အင်တာနက်သုံးစွဲသူတွေကတော့ဒီအချက်ကိုမေးခွန်းထုတ်ခဲ့ကြပါရယ်။ဒီလောက်ထိပြင်းထန်တဲ့ပောက်ကွဲမှုကအသေးစားထိခိုက်ဒဏ်ရာလောက်ပဲရတာဆိုတာမဖြစ်နိုင်ဘူးလို့ဆိုခဲ့တာပါ။တရားဝင်အစီရင်ခံစာမှာတုံ့ခါမှုလိုင်းတွေကအသေးစားပြက်စီးမှုပဲဖြစ်စေတယ်လို့ပြောပါရယ်။ဒါပေမဲ့လည်းဒေသခံတွေရဲ့ဗီဒီယိုကပုံမှုကြီးမားတဲ့ပြက်စီးမှုတွေကိုပြသနေပါရယ်။တချို့လူတွေကအဲ့ဒီနေရာတွေကိုပိတ်ဆို့ထားတယ်လို့ဆိုပါရယ်။တချို့ကရဲတွေကလူတွေကိုဗီဒီယိုတွေဖြတ်ပြီးမမျှဝေဖို့ပြောခဲ့တယ်လို့ဆိုပါရယ်။ နိုဝင်ဘာလ28ရက်နေ့မနက်ပိုင်းမှာဘလော့ဂါတဦးကအဲ့ဒီနေရာကိုသွားခဲ့ပါတယ်။ဒီနေရာကပိတ်ထားပြီးသားပါ။ဘလော့ဂါရဲ့ဗီဒီယိုထဲမှာမိသားကတစည်းကအပြက်အစီးတွေကိုရှင်းလင်းနေတာတွေ့ရပါတယ်။ရဲတွေကနေရာကိုပိတ်ဆို့ထားတဲ့အတွက်အပြင်ကနေပဲရိုက်ကူးနိုင်ခဲ့တယ်လို့သူတို့ကပြောပါတယ်။မိသားကကအရာအလုံးကိုရှင်းလင်းနေပါတယ်။အစာအုံတွေအလုံးဖျက်ဆီးခံထားပါတယ်။အွန်လိုင်းကတဦးကတော့သူ့တကယ်ချင်းတယောက်မိလာမှုဗီဒီယိုကိုဗီဒီယိုတုပ် app တစ်ခုမှာတင်လိုက်တော့ရဲကသူ့ကိုဆက်သွယ်ခဲ့တယ်လို့မှတ်ချက်ပေးပါတယ်။ ဒီပောက်ကွဲမှုအပြင်တရုတ်တဝမ်းမှာမီးလောင်မှုအများပြမကြသေးမီကဖြစ်ပေါ်ခဲ့ပါတယ်။အများပြကိုမီဒီယာတွေကလည်းသတင်းမပို့ခဲ့ပါဘူး။နောက်ပြီးအင်တာနက်ပေါ်က online သုံးဆွဲသူတွေတင်ထားတဲ့ဗီဒီယိုတချို့ကလည်းအလင်းအမြန်ပဲဖျက်ချခံခဲ့ရပါတယ်။နိုဝင်ဘာလ28ရက်နေ့မနက်ပိုင်းမှာကွမ်တောင်းဒုံကွမ်မှာရှိတဲ့ရှီမာကြီးရွာအနီးမှာလည်းကြီးမားတဲ့မီးလောင်မှု ဖြစ်ပေါ်ခဲ့ပါတယ်။မောင်မဲနေတဲ့မီးခိုးလုံးကြီးတွေကမိုးပေါ်ကိုတက်သွားပါတယ်။နိုဝင်ဘာလ28ရက်နေ့ညဘက်မှာချုံချင်းမြို့ရှီဟူဒုတိယလမ်းမှာနောက်ထပ်မီးလောင်မှုတစ်ခုဖြစ်ပေါ်ပြန်ပါတယ်။ ိုဝင်ဘာလ28ရက်နေ့မှာပဲ Tyrogen မှာရှိတဲ့ Sing Tianji နည်းပညာကုမ္ပဏီမှာလည်းအကြီးစားမိလာမှုဖြစ်ပေါ်ခဲ့ပါတယ်။မောင်မဲရတဲ့မိခိုးတွေကိုကီလိုမီတာအတော်ဝေးဝေးကနေမြင်နိုင်တာပါ။လေထဲမှာလည်းအနက်အရန်ပြင်းထန်ခဲ့ပါတယ်။မိရလည်းမြင်မြန်ကူးဆက်ခဲ့တယ်။မိရနေ့လယ်ပိုင်းမှာစတင်လောင်ကျွမ်းခဲ့တာပါ။မောင်မဲနေတဲ့မိခိုးလုံးတွေရုတ်တရက်ပေါ်လာပြီးတဲ့နောက်မိတောက်တွေကအမိုးတွေကပေါ်ကိုရှောက်သွားခဲ့ပါတယ်။ဗီဒီယိုအများပြမှာမိနစ်ပိုင်းအတွင်းမိတွေကပိုပြီးကြီးလာတာကိုပြသနေပါတယ်။ အဆောက်ငါအပေါက်တွေကနေမီးတောက်တွေထွက်လာခဲ့ပါတယ်။အမိုးဘော်ကတတ်ထုပြားတွေအပူတန်းကြောင့်ကွေးညွန့်သွားခဲ့ပါတယ်။အနီနာကအလုသမားတွေနဲ့နေထိုင်သူတွေလည်းအများဆုံးထွက်ပြေးခဲ့ကြပါတယ်။ထိတ်လန့်နေတဲ့အလုသမားအုပ်စုကြီးကအပြင်းမဆူဝေးပြီးအကူအညီတောင်းခံခဲ့ပါတယ်။မိသက်ကအများပြားရောက်လာတဲ့အခါစက်ယုံရဲ့အပြင်းနေရန်တွေကမီးလောင်နေခဲ့ပြီးပါပြီ။မီးတောက်တွေဟာလည်းဆက်ပြီးထွက်နေတော့မှအဲဒီနေရာမှာပလတ်စတစ်နဲ့ထုတ်ပိုးပစ္စည်းတွေအများကြီးရှိတဲ့အတွက်မီးငိမ့်တက်ဖို့ခက်ခဲခဲ့ပါတယ်။ပောက်ကွဲတံတွေတောင်ကြားခဲ့ရတာပါ။ ဒေသခံတချို့ကမီးလောင်တွေကအစာပိုင်းမှာအမိုးပေါ်ကိုရောက်ခဲ့တယ်လို့ဆိုပါရယ်။လေထဲမှာမီးလောင်နေတဲ့ပလတ်စတစ်ရဲ့ပြင်းထန်တဲ့အနံ့တွေလည်းပြည့်နှံ့နေပါရယ်။အလီနာကလမ်းတွေကိုပိတ်ခဲ့ပြီးစိုက်များစွာလည်းဆွဆော့ပိတ်ခဲ့ကြပါရယ်။တချို့လူတွေကမီးကိုကြောင်ကောင်းငင်ဟာမှောင်မဲသွားခဲ့တယ်လို့လည်းပြောပါရယ်။ဆယုံတစ်ခုလုံးမီးလောင်နေတယ်လို့ပုံပေါ်ခဲ့တာပါ။ထိခိုက်တံရရမှုဒါမှမဟုတ်အကြောင်းရင်းကိုအာဏာပိုင်တွေကသတင်းမထုတ်ပြန်ခဲ့ပါဘူး။တချို့အလုပ်သမားတွေကမီးဟာကိုရောင်ဒါမှမဟုတ်ထုတ်လုပ်ရေး area ကနေစတင်ခဲ့တာဖြစ်နိုင်တယ်လို့ဆိုပါရယ်။ နိုဝင်ဘာလ28ရက်နေ့မနက်ပိုင်းမှာဟူကျိုးလီဝူစက်မှုဇုံကတာယာဆက်ယုံတစ်ခုလည်းမီးလောင်ပြန်ပါတယ်။မီးတောက်တွေလည်းကြီးမာလာပြီးမှောင်မဲတဲ့မီးခိုးတွေမိုးပေါ်ဖုံးလွှမ်းသွားခဲ့တာပါ။အဲဒီနေ့မှာပဲဖူချန်ဝမ်ချန်ဂွမ်ယီကျေးရွာမှာရှိတဲ့လမ်းမေးအဆောက်အုံတစ်ခုလည်းမီးလောင်ပါတယ်။မီးတောက်တွေလည်းပြင်းထန်ခဲ့ပါတယ်။နိုဝင်ဘာလ26ရက်နေ့ကျန်စုဟန်ကျုံးမှာရှိတဲ့ဂျင်းဟိုင်ပင်လယ်အော်တိုက်ခန်းတွေမှာလည်းမီးလောင်ပါတယ်။မီးကအဆောက်အုံနဲ့လမ်းတွေကိုလောင်ကျွမ်းနေတာပါ။ ဒေသခံမိသက်ကယ်ဆယ်ရေးအဖွဲ့ကတိုက်ခန်းတွေရဲ့အရှိတ်အချမ်းမှာစားလို့ရေးလုံနေစဉ်မတော်တဆမှုကြောင့်မီးလောင်ခဲ့တယ်လို့ဆိုပါရယ်။မီးကိုနက်နက်9:00 17မိနစ်မှာနှိမ့်တက်ခဲ့ပါရယ်။ဘသူမှဒဏ်ရာမရခဲ့ဘူးလို့တော့သူတို့ကပြောပါရယ်။နိုဝင်ဘာလ25ရက်နေ့ညနေခင်းမှာကျင်းကွန်အမြန်လမ်းမကြီးပေါ်မှာကားအစ်တစ်တွေတင်လာတဲ့ truck ကားတစ်စီးလည်းမီးလောင်ခဲ့ပါရယ်။ဗီဒီယိုမှာလျှက်စစ်ကားတွေလုံးဝလောင်ကျွမ်းနေတာကိုပြသထားပါရယ်။နိုဝင်ဘာလ25ရက်နေ့မှာပဲကျူတန်းက တာလူတောင်မှာလည်းကြီးမားတဲ့မိလာမှုဖြစ်ပွားခဲ့တဲ့ဗီဒီယိုတစ်ခု online ပေါ်ပြန့်နှံ့ခဲ့ပါတယ်။ညနေပိုင်းအထိဒီမိဟာဆက်ပြီးလောင်ကျွမ်းခဲ့တာပါ။နိုဝင်ဘာလ26ရက်နေ့နံနက်9:00နာရီမှာလည်းတရင်တော်တူကဝေချိုးအရေးပေါ်စီမံခန့်ခွဲရေးဗီဒီယိုကိုဆက်သွယ်ခဲ့ပါတယ်။ဝန်ထမ်းတွေကသူတို့ဟာနေ့လယ်2:28မိနစ်မှာအချက်ပေးတရင်ရရှိခဲ့တယ်လို့ဆိုပါတယ်။မီကိုည7:30မိနစ်30လောက်မှာနှိမ့်သက်နိုင်ခဲ့တယ်လို့ပြောပါရယ်။ဆယ်အီကလောက်မီးလောင်ခဲ့တယ်လို့ခန့်မှန်းရပါရယ်။ဘယ်သူမှထိခိုက်တံရမရှိဘူးလို့တော့ဆိုပါရယ်။မီးလောင်ရတဲ့အကြောင်းရင်းကိုတော့စုံစမ်းနေစေပါ ဒါလူတောင်ဟာဝေကျိုးမြို့ရဲ့အရှိတောင်ဘက်မှာအရေးကြီးတဲ့ဂေယာစနစ်နယ်မြေတစ်ခုဖြစ်ပါတယ်။နိုဝင်ဘာလ24ရက်နေ့ညနေမှာကွမ်ကျိုးပိုင်ဝင်ခရိုင်မှာရှိတဲ့ကျင်းချုံစက္ကူအဟောင်းထုတ်ပိုးစက်ယုံမှာလည်းမီးလောင်ကျွမ်းခဲ့ပါတယ်။မီးတောက်တွေကိုကောင်းငင်တဲ့အထိမြင့်တက်ခဲ့တာကိုမြင်ခဲ့ရပါတယ်။နိုဝင်ဘာလ24ရက်နေ့မှာလည်းရှန်တုံကြီမို့မြို့ဒါလီအိုကြီးရွာမှာမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။နိုဝင်ဘာလ23ရက်နေ့ညနေအွန်လိုင်းဗီဒီယိုတစ်ခုကကိုယ်ရန် ွေကျိုးမှာရှိတဲ့ဟောင်းဗီစားတောက်ကုံမြို့ကိုတောင်မှာလည်းမီးလောင်နေတာကိုပြသခဲ့ပါတယ်။မီးကလည်းပြင်းထန်ခဲ့ပါတယ်။အနီးအနားကဆိုင်ပိုင်ရှင်တွေကမီးဟာအပြင်ဘက်ကိုတောင်ကနေစတင်ခဲ့တယ်လို့အတည်ပြုခဲ့ပါတယ်။နောက်ပိုင်းမှာအင်တာနက်သုံးဆွဲသူတွေကမီးလောင်ပြီးတဲ့နောက်ရှုပ်ထွေးနေတဲ့မြင်ကွင်းတွေကိုပြသတဲ့ဗီဒီယိုတွေမျှဝေခဲ့ပါတယ်။နိုဝင်ဘာလ16ရက်နေ့မနက်ပိုင်းမှာနောက်ထပ်အဆောင်တစ်ခုမီးလောင်ပါတယ်။မြင်းမြေတသိတူကမနက်9:00လောက်မှာအဆောင်နှိမ့်တစ်ခုရဲ့အပေါ်ကနေမီးနီတောက်တွေထွက်လာတာကိုမြင်ခဲ့ရတယ်လို့ဆိုပါတယ်။ မိသားတွေကလည်းပြင်းထန်ပြီးမိခိုးလုံးကြီးပဲမိုးပေါ်တက်သွားခဲ့ပါရီလူတွေကမိဟာအနီနာကကားပြင်ဆိုင်ကနေစတင်ခဲ့ပြီးမှတခြားအဆောင်တွေစီကူးဆက်ခဲ့တယ်လို့ယုံကြည်ကြပါရီဒါပေမဲ့မိလောင်ခဲ့ရတဲ့အဆောင်ရဲ့အမည်အတိအကျတော့မသိရပါဘူးတရုတ်အာဏာပိုင်တွေဟာဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီးဘာအစီရင်ခံစားမှမထုတ်ပြန်ခဲ့ပါဘူးနိုဝင်ဘာလ16ရက်နေ့မှာလေကွမ်တောင်ဟူချိုးမှာရှိတဲ့ပရီဘောကဆိုင်တစ်ခုမိလောင်ပြန်ပါရီမိသားတွေကလည်းပြင်းထန်ပြီးမိခိုးလုံးကြီးတွေလေထဲမှာပြေးနိုင်ခဲ့ပါရီ နိုဝင်ဘာလ9ရက်နေ့မနက်ပိုင်းခြုံချင်းမှာရှိတဲ့ခြုံချုံအလူမီနီယံရဲ့စက်ရုံအဟောင်းအဆောက်အအုံမှာလည်းမီးလောင်ပါရယ်။ဒါဟာဝါယာကြိုးတွေဟောင်းနှက်နေပြီးအဆောက်အအုံမှာမီးတန်ခန်းနိုင်နေပါတာကြောင့်မီးလောင်ခဲ့တယ်လို့ဆိုပါရယ်။လူတွေကမိဟာပစ္စည်းကရိယာအဟောင်းတွေဖယ်ရှားနေစေအတွင်းစတင်ခဲ့တယ်လို့ယုံကြည်ကြပါတယ်။ပစ္စည်းကရိယာတွေကမိဘွားတွေထွက်နေပြီးအနီးနားကမိလောင်လွယ်တဲ့ပစ္စည်းတွေကိုလောင်ကျွမ်းနေတာပါ။ပိုင်ရှင်လည်းအကြီးကျယ်ဆုံးရှုံးခဲ့ရပါတယ်။အကြောက်ရဆုံးဖြစ်ရက်ကတော့နိုဝင်ဘာလ26ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ဟောင်ကောင်ဟုန်ဖူတရားရုံးမိလောင်မှုဖြစ်ပါတယ်။ နိုဝင်ဘာလ29ရက်နေ့အရာလူ128ဦးသေဆုံးခဲ့ပါတယ်89ဦးတန်းရပါတယ်လူတရာကျော်ပျောက်ဆုံးနေစေပါ2025ခုနှစ်မတ်လ28ရက်နေ့မှာဘန်ကောက်မှာဆက်လုပ်နေတဲ့အမျိုးသားစည်ရင်းစေရုံအဆောက်အအုံဟာငလီလှုပ်တဲ့အခါပြိုကျခဲ့ပါတယ်ဘန်ကောက်မှာပြိုကျခဲ့တဲ့တခုစီသောအဆောက်အအုံမှာလူ62ဦးသေဆုံးခဲ့ပါတယ်တရုတ်ဆောက်လုပ်ရေးစံနှုန်းတွေကိုအခုအခါဟောင်ကောင်ကိုယူဆောင်လာခဲ့ပါတယ်2025ခုနှစ်ဇူလိုင်လမှာ ဟောင်ကောင်မြောက်ပိုင်း link စီမံကိန်းဟာပြီးမှစတင်တွေကိုအသုံးပြုပဲပထမဆုံးစီမံကိန်းဖြစ်လာပါလိမ့်မယ်။ဒါဆောက်လုပ်ရေးအချိန်ကိုရှော့ချပေးပါလိမ့်မယ်။ဟောင်ကောင်အစိုးရကယထာလန်စတင်အတ္တိအတွက်လည်းလှုံ့ဆော်နေပါတယ်။ဒါတွေကိုနောက်ပိုင်းမှာတခြားယထာလန်စီမံကိန်းတွေမှာအသုံးပြုပါလိမ့်မယ်အတွက်ကြောင့်လူအများပြားလည်းစိုးရိမ်နေကြပါတယ်။ကနေဒါတရုတ်စာရေးစီရင်ရှန်ရှုက CCP စနစ်ဟောင်ကောင်နဲ့ဝင်ရောက်လာတာနဲ့အမျှဒီလိုဘေးရန်နေရာတွေဟာအချိန်မရွေးဖြစ်သွားနိုင်တဲ့ကိစ္စတွေပဲလို့ပြောခဲ့တဲ့အကြောင်းဘာသာပြန်အနေနဲ့တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။